အားလုံးပဲမင်္ဂလာပါတနင်္သာရီတိုင်းသတင်းဌာနရဲ့ podcast season ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဆောင်းပါရှင်ဆောင်းရိတ်ကိုရေးသားထားတဲ့ကျယ်တွေဝင်နေတဲ့မြို့ကလေးဆိုတဲ့ကြပြလေးကိုတင်ဆက်လိုက်ပါတယ်ကျဲရွေဝင်နေတဲ့မြို့ကလေး 27ရာစုမြို့ပြတွေရဲ့ကောင်းငွေတွေမှာကျေတွေမရှိတော့ဘူးမိမိခေစနစ်တွေတိုးတက်တာကကျွန်တော်တို့အတွက်ပူကောင်းလာတာလားပူဆိုးလာတာလားကျွန်တော်မပြောတတ်တော့ပါဘူးဒါပေမဲ့ကျွန်တော်နေတဲ့မြို့လေးရဲ့ကောင်းငွေမှာတော့ကျေတွေနဲ့ပြည့်နေတယ်မိမိဒီကျေတွေထဲမှာလေကျွန်တော်တို့လမ်းထိပ်ခောက်ဆွဲဆိုင်ကအန်တီဂျီရဲ့သားလဲပါတယ် မိမိပြောပြောနေတဲ့အရင်ချက်တာတယ်ဆိုတော့မိမိဇာတိကမိမိတငယ်ချင်းကြီးရဲ့ဒါလဲပါတယ်တငယ်ချင်းတွေနဲ့အတူတန်းလှင်ပြီးခေးဆိုင်ခုံသွားလို့သူ့အမေတမျက်စီကြိုးအောင်ညက်ခဲတဲ့ကောင်းလဲပါတယ်ကျွန်တော်ဒီမျိုးကိုစားရောက်တော့ကကိုကိုမုတ်စားလို့လာလာပေးတတ်တဲ့မြုံဝန်းပြပြနဲ့ကောင်းမလေးလဲပါတယ်ဟိုရှိမှပြတ်မလာတော့တဲ့သူ့ယောက်ျားကို နေတိုင်းထွတ်ထွတ်မျောနေတဲ့စပင်စုံဖွားနဲ့အန်တီဂျီရဲ့ယောက်ျားလည်းပါတယ်။တချင်းစုံတိတ်ကောင်းတဲ့ကောင်လည်းပါတယ်။စကားအယမ်းများတဲ့ကောင်လည်းပါတယ်။စော့အယမ်းကြည့်တဲ့ကောင်လည်းပါတယ်။ဟင်းချက်ကောင်တဲ့ကောင်လည်းပါတယ်။ဂျပန်ထွက်ပဲညီလေးလည်းပါတယ်။ဆီယောင်မွန်လုံးမဲ့ညီမလေးလည်းပါတယ်။အများကြီးပဲမမီကျွန်တော်မရင်နိုင်တော့ဘူး။ ကဘာကြီးတစ်ခုထဲမှာခေါင်းခင်ကမတူတော့ဘူးကျယ်တွေဝင်နေတဲ့ကျွန်တော်တို့ခေါင်းခင်အောက်မှာငုတန်တွေနဲ့ပြည့်နေပြီမြင်ကျယ်မရှိတဲ့မြို့ပြတွေရဲ့ခေါင်းခင်အောက်မှာရည်တန်တွေနဲ့စီကားနေလေရဲ့ကျွန်တော်ဘာများတတ်နိုင်ပါလဲဒါကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ကျွန်တော်တို့ရဲ့တောင်းဝန်တွေလေး 사우예쿡